ခရစ်တော်ရွေးကောက်တဲ့တပည့်တော်တွေအကျင့်အကျင့်မကောင်းဒါပေမဲ့နှလုံးသားရမ်းကောင်းတယ်နှလုံးသားလေးမိုက်တယ်မဆက်ဖတ်ဖတ်နေနဲ့ယေရှုခရစ်တော်ပြောတယ်နောက်ဆုံးညစာစာပွဲမှာဘာပြောလဲဒီမှာတဲ့ငါငါနဲ့အတူစားတဲ့သူထဲရနေတယောက်ကဘာလုပ်မလဲငါ့ကိုအနမ်းမယ်တဲ့ဟုတ်ပြီနော်ပြောလိုက်တဲ့အချိန်မှာတဲ့အဲ့တပည့်တော်တွေအားလုံးကတဲ့ ငါများဖြစ်မလားငါများဖြစ်မလားငါများဖြစ်မလားအဲ့လိုဖြစ်တယ်တို့တို့ဆိုရင်အဲ့လိုမဟုတ်ဘူးလေဘုကောင်လားမသိဘူးဘုကောင်လားမသိသူတော့လားမသိယေရှုစပြောပြီးဆိုတာနဲ့ကိုကိုကမမှန်မြင်မဲနဲ့သူများကိုရှောင်မြင်တတ်တဲ့အကွက်တည်းကဒါပေမဲ့တပည့်တော်တွေချစ်စရာရန်ကောင်းတာငါလားမသိဘူးနော်ဖြစ်နေတာသူတို့တယောက်တယောက်အဲ့အဲ့အဲ့နှလုံးသားဖရာကြွေးတာ ငါလောင်းတည်မောငါလောင်းတည်နော်အဲ့နပြောလဲမပြောရေယေရှုလည်းအရန်အရန်အရန်ကြောက်တော့ယေရှုရင်ကုန်မှာလျှောင်းနေတဲ့ယောယောဟန်ကိုပြောတော့ဘာလဲကျမ်းစာတိချဖတ်အဲ့လိုမျိုးကြည့်တယ်သူလဲလို့ယောဟန်နဲ့လည်းမေးကြည့်တယ်မလောင်းတည်ဘူးကျမ်းစာတိချဖတ်ကြည့် ခိုးနေတဲ့កောင်မဖြစ်မဖြစ်မဆိုတာမျိုးမကြည့်ဘူးတဲ့တရားတရားမှာချစ်ချာကောင်းနှလုံးသားလေးသလားချစ်ချာကောင်းနှလုံးနှလုံးသားလေးဆိုတော့ចန်းစာဖတ်တဲ့အခါမှာဘုရားခင်ပြတဲ့အရာလေးတွေသလားအဲ့လိုတွေဖွင့်ပြခြင်းခံဝေါ Revelation လေးအဲ့မှာဘုရားပါဖို့ပြဆိုသူများကိုဘုရားနဲ့အတူသွားတဲ့သူတွေဘုရားရွေးကောက်ထားတဲ့သူတွေဘုရားနှလုံးသားကိုရွေးကောက်တဲ့သူနှလုံးသားကြည့်တာနော်ဘုရားရွေးကောက်ထားတဲ့သူတွေရည်လမိုက်တာ ူများကိုသူတို့ကအဲ့လို judgmental spirit နဲ့သူကလောက်တာမဟုတ်ပဲနဲ့ကိုကိုကိုပြန်ပြီးတော့မှသုံးတတ်တတ်တဲ့နှလုံးသားရှိတဲ့သူပဲရွေးကောက်သွားတယ်ဆိုတော့ဆရာမြင်သွားလားငြိမ်းလမ်းပြီဖျားချီးမြောက်တဲ့သူတွေတော်တော်များများကသူများကိုလက်ညှိုးထိုးတာထက်ကိုယ့်ကိုယ်ကိုအမြဲတမ်းပြန်သုံးတတ်တဲ့သူတွေဖြစ်နေတာအဲ့မှာ revelation တစ်ခုရတော့ကမှာ wow ဘုရားခင်ဘလိုင်းရွေးကောက်တာမဟုတ်ဘူးသူမြောက်အပြစ်တင်တတ်တဲ့သူထက်ကိုကိုကိုအမြဲတမ်းသုံးသက်နေတဲ့သူပဲဘုရားသခင်ရွေးကောက်ခဲ့ပါလားဆိုတော့သဘောပေါက်သွားတယ် ဒီလိုလေးပေါ့နေ့ရက်စဉ်တိုင်းမှာသင်ဘလို့အတွေးခေါ်နဲ့ဘလို့စိတ်နေစိတ်ထားနဲ့ဘလို့အသက်တာနဲ့အသက်ရှာမလဲဆိုတာကို living word ကနေသင်ကိုဖရားတကံ guide လေးလို့တော့ပေါ်ပြသွားတဲ့အခါမှာဉာဏ်ပညာမဲ့တော့မြင်လာခဲ့တော့မဖြစ်တော့ပဲ wisdom နဲ့အသက်ရှင်တဲ့သူတွေဖြစ်လာပြီးတော့မှသင်ဘယ်သွားမလဲဆိုတော့သင်တိတယ်သင်ဘာလို့မလဲဆိုတော့သင်တိတယ်သင်ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတော့သင်တိတယ်ဘသူနဲ့တွဲအလုပ်လုပ်မလဲဆိုတော့သင်တိတယ်ဘလို့ business ကိုသင်လုပ်မလဲဆိုတော့ရှင်းလင်းစွာနေ့ရက်စဉ်တိုင်းမှာအဲ့ဒီ living word ကတင်ပေါ်ပြတော့လေအဲ့ဒီ living word ရတိုင်းရတိုင်းမှာ bonus အနေနဲ့ရတဲ့တစ်ခုကတော့ peace အဲ့ဒီညိတ်တခြင်းအနောက်မှာအမြဲတမ်းပါလာတဲ့အရာတော့ power peace ကအမြဲတမ်းဘာဖြစ်စီလဲ power တယ်လာပြီတယ်အဲ့လိုလောက်တဲ့မြတ်မှာအောင်မြင်တယ်